KB နဲ့ငွေလွှဲလိုက်တယ်ဆိုလို့ရှင်လေဟိုငွေမရောက်လာဘူးလို့ပြောရပါတော့အမှန်တကယ်ကဒီ KB ဝင်လိုက်ပြီးလို့ရှင်ဒီဘေးနာကမြားလေးနေလိုက်နော်နှိပ်ပြီးွားလို့ရှင်နှိပ်လိုက် ူကအကောင့်ကအခုဘယ်လိုဖြစ်လဲဆိုအရင်တော့အမတော်သိန်း90ပဲလွှဲလို့ရတယ်ကွာအခုနောက်ပိုင်းသိန်း100တိလွှဲလို့ရတယ်ဒါပေမဲ့တစ်ခေါက်လွှဲရင်သိန်း90ပဲလွှဲလို့ရတယ်အဲ့တော့ကိုယ့်ရဲ့အကောင့်တော့ပတ်စံမရှိနေဘူးဆိုရင်သိန်း90တစ်ခါနောက်တစ်ခါသိန်း90တစ်ခါအားလုံးပေါင်းနှစ်ခါသိန်း100တိလက်ခံလို့ရသွားပြီဒါပေမဲ့အကောင့်ထဲမှာတော့အော်ကန့်စက်ဘယ်လိုပြောမလဲငွေလက်ကျန်မရှိနေရဘူးရှိနေရင်တော့မရဘူးပြီးတော့နောက်တစ်ခုအဲ့တုန်းကမောင်လေးကငွေလက်ကျန်ရှိနေတယ်ရှိနေတဲ့အတွက်ကြောင့်သူကဘယ်ရောက်သွားလဲဆိုတော့ transit wallet ထဲကိုရောက်သွားတယ်အဲ့ဒီ transit wallet ထဲကနေပြီးတော့မှ အကောင့်ထဲကိုပြန်ပြီးတော့ငွေသွင်းလို့ရတယ်ကွာဒီလားနော်ဒီဒီ transit wallet ထဲကငွေကို e wallet account ကိုလွှဲရန်ဆိုပြီးတော့လွှဲလို့ရတယ်နော်ဟာလာဒီထဲကိုပဲထည့်ထဲမှာလာဒါမှမဟုတ် bank account ထဲကိုလွှဲမလားဒီထဲကိုလွှဲမှာနော်အဲ့ဒါဒီမှာ e wallet account ထဲကိုလွှဲပြီးတော့ account မှာငွေလွှဲရန်ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှင်ဘယ်လောက်ထည့်မလဲခုမှရှင်းရ30အဲ့တော့ကလွှဲထားတာ30နှစ်ခါလွှဲတာပထမ90ရောက်သွားပြီနောက်ထပ်90ကဝင်မဝင်လို့မဝင်တဲ့အတွက်ကြောင့်မို့လို့နော်သူက transit ထဲမှာတင်းထားပြီးတဲ့သဘောပြောမယ်ဆိုရင် ဝက်လက်ထဲမှာငွေပြည့်နေကြအောင်မလို့ဘေးကဝက်လက်ထဲကိုခဏထည့်ပြီးတဲ့သဘောမျိုးပဲပေါ့နော်အဲ့တော့ကြောင့်မလို့အခုဒီဝက်လက်ထဲကိုမအောင်လေး350ကိုမအောင်ထည့်လိုက်မယ်နော်နော်ကတိ90ကိုမရဆက်ပြီးတော့လွှဲလိုက်မယ်။အဲဆိုရင် transit wallet ကနေလွှဲထဲမှာဟုတ်သလားမေးရနော်။ဟုတ်တယ်ဆိုငွေပေးချင်ပြီးနှိုက်လိုက်ပါ။နှိမ့်လိုက်ပြီးတော့မောင်လေးရဲ့ password 6လုံးနှိမ့်လိုက်။ကြည့်ရ password 6လုံးနှိမ့်ပြီးတဲ့အခါမှာဒီမှာ e wallet ထဲကိုရောက်သွားပြီเนาะရောက်သွားပြီဆိုလို့ရှိရင်အဆင်ပြေသည်ကဲသူပြရတဲ့အတိုင်းပဲနှိပ်လိုက်မယ်เนาะအဲ့နှိပ်လို့ဒီမှာ9သိန်းခုနကတော့1000ကျန်တယ်ဟုတ်တယ်မလားအဲ့ဆိုရင်သိန်း90နဲ့1000နဲ့ဖြစ်သွားရင်အဆင်ပြေသွားရဲ့အဲ့လိုเนาะဟုတ်လားအဲ့အဲ့လိုလေ့ကြည့်ပြပါလို့เนาะအခုနောက်ပိုင်းကမတော်ဘာလို့လဲဆိုတော့သိန်း90နှစ်ခါမလွှဲပါနဲ့ပြောလဲလွှဲရလူကများတယ်အဲ့ခါကျတော့လွှဲလိုက်တဲ့အခါကျတော့အာ ်ဘေးကသူကအပူငွေအိတ်လိုသဘောမျိုးပေါ့ကွာအပူအိတ်ထက်ဆိုတော့ပတ်စံထည့်ထားပြီးအဲ့ဆို error မတက်တော့ဘူးအမှန်တကယ်ယူအမေအရင်တော့ဆို error အများကြီးတက်တယ်အမကဒီအာနာမည်စင်းနေလဲတင်ပြီးရအခုနာမည်စင်းမတင်ပြီးတော့ဘာလို့ဆိုတော့ तू ကအဲ့ဒီ transit wallet ထဲကိုသူထည့်ထားပြီးရအဲ့တော့ကို transit wallet ထဲနဲ့ကိုဘတော်ကို e e wallet ထဲကိုလမ်းပြောင်းပြီးတော့လွှဲထည့်နိုင်ရပြီเนาะအဲ့ဆိုမောင်လေးဒီဟာပြီးသွားရင်เนาะရရသွားရင်เนาะကျေးဇူးပါဟုတ်ကဲ့